မင်္ဂလာပါရှင်။မတ်လ17ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကတော့ရေလေကျွန်းဒေသကိုစစ်ကြောင်းထတ်ထိုးနေလို့ဒေသခံ2000ခန့်စစ်ရှောင်နေရတဲ့သတင်း။လောင်လုံးမြို့နယ်ကရဲစခန်းထွေအုပ်နဲ့စားရဖရုံတွေစီးနှင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်။ဆွစ်ဇာလန်ကမြန်မာစစ်ကောင်စီရဲ့ MOGE ကိုတန်းခတ်အရေးယူတဲ့အကြောင်းဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းရေလေကျွန်းဒေသကကြေးရွာတွေကိုစစ်ကောင်စီတပ်ဟာဖေဖော်ဝါရီလကုန်ပိုင်းကစပြီးစစ်ကြောင်းထိုးနေတာကြောင့် အရတားပြည်သူ2000နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေပြောပါတယ်။ဖေဖော်ဝါရီ26ရက်ကစပြီးစစ်ကြောင်းထိုးရမှာအေယာဝတီမြို့နယ်ချင်းတွင်းမြစ်ဆုံရရေလဲကျွန်းဒေသမှာရှိတဲ့မြေစွန်းတော်မလကာချံစင်ချေရရွာသစ်ရွှေရှမ်းဒုက္ခတိပစတဲ့ရွာတွေကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတာပါ။စစ်ရှောင်တွေထဲမှာလူတရာကန့်ဟာဝမ်းပြဝမ်းလျှောဖြစ်ပွားနေပြီးနာတာရှိဝေဒနာတွေတွေလည်းပေါဝင်တာကြောင့် ကျမ်းမာရေးစောင့်ရှောက်မှုအတွက်ဆေးဝါးလိုအပ်ချက်ရှိတယ်လို့စစ်ဆောင်ကူညီရေးလှုပ်ဆောင်နေသူတဦးကအသိပေးပါတယ်စစ်ကောင်စီစစ်ကြောင်းဟာရေလေကျွန်းဒေသရေစကြိုမြို့နယ်အပိုင်းတွေကတာကောင်ရွာမှာအထိုင်ချထားတယ်လို့သိရပါတယ်စစ်ကြောင်းထိုးခံရတဲ့ရွာတွေကမြောင်မြို့နယ်နဲ့ရေစကြိုမြို့နယ်အဆက်ကရွာတွေပါစစ်ကောင်စီစစ်ကြောင်းဟာတာကောင်ရွာကနေ မြောင်မြို့နယ်တဲကိုဝင်ရောက်ဖို့ကြိုးပမ်းပေမဲ့အထိအခိုက်အများအပြားနဲ့ပြန်ဆုတ်နေရတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနယ်လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ကောင်းဆောင်ကိုຫນွေဦးကအသိပေးထားပါတယ်။ဒီနေ့အထိစစ်ရေးအခြေအနေကတော့စစ်ကောင်စီစစ်ကြောင်းဟာတာကောင်ရွာမှာပဲဆက်ရှိနေပေမဲ့ဒေသခံတွေကတော့ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ကိုຫນွေဦးကပြောပါတယ်။ စကိုင်းတိုင်းမန္တလေးတိုင်းတို့နဲ့ထိစပ်နေပြီးအေယာဝတီတိုင်းရေစကြိုမြို့နယ်တွေကရေလေကျွန်းဒေသကို အာနာသိန်းစစ်ကောင်စီတပ်ဟာမကြာခဏစစ်ကြောင်းထိုးလေရှိပြီးခြေရွာတွေကိုမီးတင်ရှို့ထားတွေပြုလုပ်ထားပါတယ်ရှင်။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကရေစကန်ထွေအုပ်ရုံနဲ့ဆရဖရုံတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကစီးနင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထပ်မံတေဆုံးကြောင်းလောင်းလုံးမြို့နယ် PDU ကကွေတပ်ဖွဲ့ LLPDF ကထုတ်ပြန်ပါရယ် ပြီးခဲ့တဲ့ရက်ပိုင်းမတ်လ၈ရက်မနက်၆နာရီကစပြီးလောင်လုံးမြို့နယ်ရဲစခန်းထွေအုပ်ရုံဆက်ရဖာရုံးတို့ကို PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါတိုက်ပွဲကနေ့လယ်၁၂နာရီဝန်းကျင်အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်မတ်လ၈ရက်နေ့တိုက်ပွဲမှာဒဝဲခရိုင်တပ်ပေါင်းစုနဲ့ຫນွေဦးပြောက်ကြားတပ်ဖွဲ့ចောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း LLPDF ကအသိပေးထားပါတယ် ။တဝဲခရိုင်တပ်ပေါင်းစုဆိုတာကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တဝဲခရိုင်အမှတ်၁တပ်ရင်းအမှတ်၂တပ်ရင်းတဝဲလောင်းလုံးတရက်ချောင်းရေဖြူမြို့နယ်ပကဖရီပူးပေါင်းပြီး2024အောက်တိုဘာကဖွဲ့စည်းခဲ့တာပါ။အဲ့ဒီနောက်ပူးပေါင်းစစ်ရေးတွေဖော်ဆောင်နေတာဖြစ်ပါရဲ့ရှင်။အနာသိစကောင်စီထိန်းချုပ်ထားတဲ့မြမရှင်နန်နဲ့သဘာဝတံငွေလုပ်ငန်း MOGE ကိုဆွစ်ဇာလန်နိုင်ငံကတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ မြန်မာစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice for Myanmar JFM အဖွဲ့ကအသိပေးပါတယ်။ MOGE အပေါ်ဆွစ်ဇာလန်ရဲ့တန်ခတ်ပိတ်ဆို့မှုကစစ်ကောင်စီအတွက်နိုင်ငံခြားရန်ပုံငွေရှာဖွေပေးနေတဲ့ကဲပေါက်တစ်ခုကိုပိတ်ပင်ရမှာအရေးပါတယ်လို့ JFM ကဆိုပါတယ်။မြန်မာနိုင်ငံက MOGE ကိုတန်ခတ်ပိတ်ဆို့ဖို့ဆွစ်ဇာလန်ရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုကြောင်းလဲ JFM ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောပါရယ်ဆွစ်ဇာလန်ရဲ့ဒီအရေးယူမှုဟာ လေးနှစ်ကျော်ကြာအာဏာသိမ်းထားတဲ့စစ်အုပ်စုကိုဆန့်ကျင်ပြီးဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေနဲ့အတူတသားတည်းရှိကြောင်းသတင်းစကားပားလိုက်တာလို့လည်း JFM ကဖော်ပြပါတယ်။ပြီးတော့ကနေဒါ၊ဗြိတိန်နဲ့ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း MOGE ကိုတန်ခတ်ပိတ်ဆို့မှုတွေအလျင်အမြန်ပြုလုပ်ဖို့ JFM ကတောင်းဆိုလိုက်ပါတယ်။စစ်ကောင်စီရဲ့အချက်အလက်တွေအရရေနံနဲ့သဘာဝတန်ငွေကန်တာဟာနိုင်ငံသားဝင်ငွေအများဆုံးရရှိနေတဲ့ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ စစ်တပ်ကအဲ့ဒီဝင်ငွေတွေနဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်လိုအပ်တဲ့စစ်လက်နက်တွေလေရင်စီတွေဝယ်ယူရမှာအသုံးပြုနေတယ်လို့ JFM ကဖော်ပြထားပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်